ဒီစကန်ကုန်းပါသွားတာအဲ့တော့ဒီစကန်ကုန်းကိုပြန်ရဖို့အတွက်သူအသေးအံစူးစမ်းတယ်အဲ့လိုစူးစမ်းတော့ရလက်ဘာထွက်လဲရှစ်မတို့နိုင်ဘူးဗျာဒီကားနဲ့ပတ်ပြီးတော့ဒီကြောက်ဝိုင်းမှာတန်းတန်းနဲ့ပြစ်နေတယ်ဖြစ်စဉ်လုံနေရင်းမှာကိုပဲဒီ KIA ဘက်ကတရင်6ပေါ့နော်တရင်6နေမြေတဲကိုဝိုင်းတွဲနဲ့ဘုံအလုံးကြီး30ကျော်လောက်လာပြီးတော့ကျဲချသွားတာ မင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ထူးခြားဖြစ်စဉ်တွေသတင်းတွေနေဆက်ကြမှာပေါ့နော်အဲဒီမှာဘာပြပါမလဲဆိုတော့ဒီကြားဖြန်နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒီကျွန်တော်မနေ့ကညအထိကိုသိရတယ်ပေါ့နော်ကြားဖြန်နဲ့ပတ်သက်တဲ့သတင်းတွေပါမယ်ပြီးရင်ဒါအာခတ်တက်တော်အေအေနဲ့အချမ်းဖက်ဒါအာစာအဖွဲ့တွေပေါ့နော်တိုက်ပွဲဖြစ်ပြီးတော့23ရက်သေး6ရက်ဖမ်းမိတယ်တန်ရာနဲ့ပေါ့နော်တန်ရာနဲ့ဖမ်းမိတာအဲအဲဥစ္စာနဲ့ပတ်သက်တဲ့သတင်းလည်းပါမယ်ပြီးတော့ဒါမနေ့ကဖြစ်သွားတယ်ပေါ့နော်ဖကက်လုံခင်း အာဒီကြောက်ဝိုင်းကိုပေါ့နော်စစ်ကောင်စီကကားနဲ့ပတ်ပြီးတော့ဒါဂန်းနဲ့လိုက်ပစ်တဲ့ဟာပေါ့နော်အဲ့ဒါဘာလို့လဲနောက်ွယ်မှာဘာကြောင်းရတယ်ရှိလဲဆိုတဲ့အကြောင်းနေပါမယ်ပြီးရင်ဖော်ရောလမ်းစုံကိုစာကစာကထိန်းချုပ်ပြီးတော့ဒါစစ်များဦးကဘဲကိုလှည့်နေတယ်လဲဆိုတဲ့အကြောင်းနေလဲကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါမင်းညာကတည်ရတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါကဒီမြောက်ရီမှာမြောက်ရီမျိုးပေါ်မှာပေါ့နော်ကဘာပြက်နေတာငရဲပွက်နေတာဒီကြားပြက်နေငရဲပွက်နေတာပေါ့နော် KK ဘက်ကိုဒါစစ်ကောင်စီကပေါ့နော် ဒါရုပ်ရှင်ရိုက်ဖို့အတွက်လုပ်တာပေါ့နော်အမှန်ကရုပ်ရှင်ရိုက်တယ်လိန်ပြီးတော့လကွားချင်းရိုက်တဲ့ဟာပေါ်သွားတာပေါ်သွားလို့ဒီကောင်ဒါခုနကလိုပေါ့ဟိုရှက်ကိုရှက်ကန်းနေဖြစ်ပြီးတော့လုံပြီးလုံရတယ်လုံနေတဲ့အနေထားအဲဆိုတော့ဒါသူနဲ့လကွားချင်းရိုက်တဲ့ BJ ကလည်းအာဘာလို့လို့ဘာကြံမှမသိပဲနဲ့ပေါ့နော်အဲ့လိုတကားပေါက်တွေဖြန့်ပေးဒေတကားတွေဖြန့်ပေးအဲ့မှာကြားပြန်နေအကုန်ပြေးပြေးအဟိုဘကန်ကူးလို့ရမယ်သူကကူးအဲ့လိုပုံစံမျိုးတွေနဲ့ဖြစ်သွားတယ်ရုံရင်းဆန်ကက်ဟာကမင်းညကအထိညညနဲ့တကောင်အထိကိုမပြီးသေးတာ ပြီးသေးတာဘာဖြစ်လို့လဲဆိုဒီ KK Park တဲမှာပေါ့နော်ဝင်စီးတဲ့ချိန်မှာတဝက်လောက်ကလူတွေမရှိတော့အဲ့လိုမရှိတဲ့ချိန်မှာပေါ့နော်ဒီတရုတ်ပိုင်နဲ့ဒီစားတောက်ဆိုင်နေရှိတယ်အဝိထဲဆိုင်နေရှိတယ်အဲ့လိုဆိုင်နေလေတချို့တဝက်တော့ကြံခဲ့သေးတယ်ပေါ့နော်အဲ့မှာဒီ budget အရင်က budget ကဒီထဲမှာနေပြီးလုံကျွေးယူပေးတာဒါမဲ့စစ်ကောင်စီကအဲ့နေရာလေးအကုန်လုံးဝင်ယူလိုက်တာစစ်ကောင်စီက budget နေရာမှာဝင်ယူပြီးလုံကျွေးပြန်ယူပေးနေတာ ဘာတွေပြောသလဲဆိုတော့ဘဲမှမသွားနဲ့ပေါ့နော်ဘဲမှမသွားနဲ့အဲသွားလဲဒီချိန်မှသွားလဲဘာမှမထူးတော့ဘူးပေါ့နော်ပြီးရင်မြောက်ရီမြို့ပေါ်မှာပေါ့နော်အဲ့လိုသွားတဲ့လူတွေကိုစောင့်ဖမ်းနေတယ်ငါတို့အဖွဲ့တွေရှိတယ်ပေါ့နော်အဲအကြောင်းဘဲမှမသွားနဲ့ဆိုပြီးတော့ပြောတယ်တဲ့ပြီးတော့ကျတော့ဒီဘာမှမပူနဲ့ပေါ့နော်ဒါစစ်ဖြစ်စစ်ဖြစ်တာမျိုးတွေဘာတွေအထိအဲ့လိုမျိုးအထိမဖြစ်ဘူးဆိုပြီးတော့လေသူတို့ပြောကြရရှိတယ်ဆိုပြီးတော့သိရတယ်အဲနောက်တစ်ခုကဒီကြားဖြတ်နေပေါ့နော်အဲ့ဒီကောင်တွေကဘာလုပ်လဲဆိုတော့ လူမရှိတော့တဲ့အိမ်နေဆိုင်နေအဲအဲ့ကနေပြီးတော့ဒါအိမ်နေဆိုင်နေကိုဖောက်ပြီးတော့ပစ္စည်းတွေကိုခိုးယူနေကြတယ်ဆိုပြီးတော့လေဒါထက်တိရတယ်ဗောနော်အဲပြီးတော့ကျအဲ့လိုပြေးကြလွှားကြဗောနော်တချို့ဆိုင်တွေကဝန်ထမ်းတွေကမြန်မာဝန်ထမ်းတွေရှိတယ်အဲ့ဝန်ထမ်းတွေကလည်းဒါဈေးသွားတယ်အပြင်သွားတယ်ဆိုတဲ့ပုံစံမျိုးနေပြန်မလာတော့တာတဝက်လောက်ရှိတယ်ဒါကတော့ဒါဝန်ထမ်းအယောက်90ရှိရင်အစိတ်လောက်ကပြန်မလာတော့ဘူးကျန်တဲ့စိတ်လောက်ပဲရှိတော့တာဗောနော် တချို့ဆိုင်နေတချို့နေရာတွေမှာဆိုရင်လည်းသူတို့အထုပ်တွေပါထုတ်ထားပြေးဖို့အတွက်ပေါ့နော်။ဘာတွေဖြစ်မလဲဆိုတဲ့ဟာမျိုးမသိဘူးပေါ့နော်။အဲဒါကြောင့်မလို့ဒါဒါစစ်ကောင်စီဘက်ကစစ်သားတွေကပြောတယ်ပေါ့နော်။အခြေအနေတော့နားစွင့်ထားဆိုပြောတယ်။အဲလိုပုံစံမျိုးကြီးလည်းသိရတယ်။အဲ့မှာပြေးကြလွားကြရင်းနေပေါ့နော်။ဒါကားတွေပါတယ်ဆိုရင်ဒါကားလမ်းပေါ်မှာတွေကောလမ်းဘေးမှာတွေကောဒါမှောက်တဲ့ဟာမှောက်ပလက်လန်တဲ့ဟာလန်းအဲအဲ့လိုမျိုးပုံစံမျိုးကြီးဒီအခြေအနေတွေဆိုရနေတာဖြစ်တယ်။ပြီးတော့မြရီမြို့ပေါ်မှာပေါ့နော်။ဒီဟိုတယ်တွေတိတ်ခုကန်းတွေလုံးဝလူပြည့်တယ်လူပြည့် ပြီးရင်စစ်ကောင်စီရဲ့ကားတွေပေါ်မှာလည်းအဲတချို့ဒါတရုတ်လူမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ပြီးရင်နိုင်ငံခြားသားတွေကိုတွေ့ရတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒီကြားဖြန့်နေပေါ့ဗျာဖန်းတာလားဖန်းတာမဖြစ်နိုင်ဘူးပေါ့နော်ခေါင်းထဲလည်းငွေကြီးခံပါဖန်းတာတော့ဖြစ်နိုင်ရုပ်ရှင်ရိုက်ဖို့အတွက်ဒါတို့လုံပြနေတာပေါ့ဗျာလုံပြနေတာအဓိကတော့ဒီဥစ္စာကြီးကိုတို့တကယ်ကိုအမှန်တကယ်ကိုဒါဝင်စည်းတာပါအမှန်တကယ်ကိုဒီဥစ္စာတွေကိုတိုက်ဖြတ်တာပါနှိမ်နင်းတာပါဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးနေတာ ဒါပေမဲ့လည်းတရုတ်စာကြီးကိုသိနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကခုလိုဖော်ထုတ်တာပေါ့နော်အဲ့တော့ညနေတကောင်ထိဟိုအထုပ်တွေဆွဲဒီလားခီးဆောင်အိတ်တွေနဲ့ပေါ့နော်ပွဲပြက်နေကြတဲ့နေစရာလိုက်ရှာနေကြတဲ့ကြားပြန်နေများဒီမြောက်ရီမြို့ပေါ်မှာအများကြီးကိုဖြစ်နေတော့မဲဆိုပြီးတော့သိရတော်တော်ကိုဆိုးရွားနေတဲ့အနေအထားကိုသူတို့ရင်ဆိုင်နေရတာပေါ့လေနော်အဲ့တော့စစ်ကောင်စီကဒီဟာနဲ့ပတ်သက်လို့သူကဒါတကယ်လို့များအာဆီယံဒါထိပ်သီးအစည်းအဝေးကိုတက်ရတဲ့ခါကျရင်ပေါ့နော်မြောက်လိုင်းကဒါဟာသူ့ရဲ့လုံခြုံရေးတစ်ခုအနေနဲ့သူကပြဖို့အတွက်အရေးကြီးတယ် ဲ့လိုမှမဟုတ်ဘူးဆိုရင် तू ထောင်းခံရမှာပေါ့နော်ထောင်းခံရမှာအဲ့ပြီးတော့ဒီဥစ္စာကလည်းသူ့အတွက်တက်ရဖို့အတွက်အရင်အရေးကြီးနေတာအဲ့တော့တကယ်လို့များတက်ရပြီဟေ့ဆိုတဲ့ခါကျရင်ဒါကသူ့အတွက်အရေးကြီးတင်ပြလို့ရမယ်ဟာဖြစ်သွားမှာအဲ့ဒါကြောင့်မလို့လဲသူကအခုလိုမျိုးဒါဒီဒီလိုပုံစံမျိုးတွေဇလန်းဆင်ပြီးတော့ရိုက်နေတာပေါ့နော်အဲ့တော့ပွဲကကြိတ်ကောင်းပြီလို့ပြောအောင်ပေါ့နော်ကြိတ်ကောင်းတော့မဲ့ပွဲတွေဖြစ်လာလိမ့်မယ်လို့လဲဒါယူဆတယ်ဒါပေမဲ့ဘာဖြစ်မှလဲဘာမှမဖြစ်ဘူးပေါ့ဗျာဒီဥစ္စာတွေကဒါဒါမင်းအွန်လိုင်းနဲ့ဒီဟိုဟာတွေတွက်ကကြတော့သူက ဒီလိုမျိုးပေါင်းပြီးတော့အစနေကလှုပ်ထားတာဆိုသူတို့ကိုယ်တိုင်ပါဝင်ပတ်သက်ထားတာတွေဆိုတော့ကြတော့ဒါကြီးကြီးကျယ်ကျယ်ပုံစံမျိုးတော့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့အလိန်ညာတွေကိုပေါ့နော်အဲဘယ်လိုမျိုးဖော်ထုတ်ကြမလဲအဲသူ့ရဲ့အလိန်ညာတွေကိုအဲသူတို့ဇလန်းဇက်ွက်ရိုက်ထားတဲ့ဟာတွေကိုဘယ်လိုပုံစံမျိုးတွေနဲ့အဲတစ်ဖက်ကပြန်ပြီးတုံ့ပြန်မလဲဆိုတဲ့ဟာကဘာကြီးကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့နောက်ဆုံးသိရတဲ့ဟာပေါ့နော်အဲတော့မနေ့ကညာတီသိရတဲ့ဟာပေါ့ဗျာနောက်ထပ်သတင်းတစ်ခုကတော့ဒါကျွန်တော်ဖားကန်လုံကင်း အဲကြောက်ဝိုင်းပေါ့နော်အဲ့ဒါကိုမနစ်ကညကပေါ့နော်ညနေပိုင်းလောက်မှာစစ်ကောင်စီကပေါ့နော် crown ကအဖြူနဲ့ပေါ့နော်စစ်ကောင်စီအဖွဲ့တွေကအဲ့လိုပတ်ပြီးတော့ပေါ့နော်ကားနဲ့ပတ်ပြီးတော့တနက်နဲ့လိုက်ပြတဲ့ဟာမျိုးတွေချောင်းလန့်ပြစ်ခတ်တဲ့ပုံစံမျိုးတွေဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ရုံရင်းဆန်ခန့်နဲ့ဒေသခံပြည်သူတွေထွက်ပြေးကြတယ်ပေါ့ဗျာပြေးကြလွှားကြတယ်အယောင်းဝယ်လုတဲ့သူတွေပြေးကြတယ်ပေါ့နော်ချို့တွေလည်းဒါချင်းလေးတွေပလုံးလေးတွေကင်ပြီးတော့ပြေးကြတယ်ပေါ့နော်ကြောက်ကြောက်နေကြဗျာအဲ့ထဲမှာကိုပဲရုပ်တံထဲမှာကိုပဲတွေ့ရပါလိမ့်မယ် ကြောက်လိုက်တာကြောက်လိုက်တာဆိုရင်အဲ့လိုမျိုးပြောနေကြရလည်းရှိရပါတော့မိတွေပါလေအကုန်ပိတ်အဲ့လိုမျိုးလူစုတွေခွဲပြီးတော့ရိုးရင်းစကားဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုရှိပါလေအဲအဲ့ဒါကဘလို့ဖြစ်တာလဲဘာကြောင့်ဒီလိုလှုပ်တာလဲစိတ်ကောင်းစီကဘာရွေချက်နဲ့ဒီလိုလှုပ်တာလဲဆိုတဲ့ဟာတွေကျွန်တော်တို့ခမန်းကြည့်အောင်ပါနော်အဲ့တော့ဒါ22ရက်နေ့မနက်မှာပဲဖာကန့်ကိုတမ3 3တမမှုရောက်တယ် ဒါ तू ရောက်လာပြီးတော့နောက်မှ तू နဲ့အတူပေါ့နော်ဒါခါလရ42အဲခါမရ71ခါမရ72ခါမရ73ဆိုတော့တက်မ33လောက်ခံတရင်နေလဲပါတယ်ပေါ့နော် ရောက်တယ်ဆိုပြီးသိရတယ် तू ကတော့ MI 17နဲ့လာတယ်ပေါ့နော်အဲ့တော့အဲဒီတက်မ33ဆိုတာကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမြေစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့မှာဒါအခြေစိုက်တာပေါ့နော်သူ့အောက်မှာဒါခါမရ71ရွှေဘိုခါမရ72ကြောင်မြောင်းကြောင်မြောင်းမြို့ပေါ့နော်ခမရ73စကိုင်းခမရ131ဒါဝင်းသူအာခမရ136ပသိမ်းကြီး ခမာ120ဝန်းသူပြင်ခါလရ4ပသိင်ကြီးခါလရ42ရွှေဘူခါလရ86အုံကျော်ဆိုပြီးတော့တန်ရင်နေရှိတယ်အဲ့ထဲကဒါတန်ရင်၄ရင်းပေါ့နော်ဒါတမတော်တော်လောက်ခံတန်ရင်၄ရင်းဒါဖားကန်မှာရောက်တယ်ပြီးလာနဲ့ဒါညမှာအဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်တယ်အဲ့တော့မနက်ပိုင်းမှာတမမှုရောက်တယ်ရောက်ပြီးလာနဲ့ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်တယ်အဲ့ဖြစ်စဉ်ကတနေရာထဲမှာဖြစ်တာမဟုတ်ဘူးပေါ့နော်မော်စီစာမှာရောဒါလုံခင်းမှာရောဆိုပြီးတော့ဖြစ်တာအဲ့တော့စစ်ကောင်စီကလုံခင်းတစ်ခုတည်းကိုပဲသူကကောင်းကောင်းထိန်းထားနိုင်တဲ့အနေထား ရန်တဲ့နေရာတွေကသူလုံးဝမဆိုးမနိုင်သေးဘူးနေမြေဆိုးမမှုလည်းသူအသာကြီးမရသေးဘူးဒီလုံးခေးဆိုတာတောင်မှပဲဒါတော်လိုင်းတက်ဖွဲ့တွေကပေါ့နော်ပြည်သူကိုဒါနစ်နာမှာဆိုးလို့ပြည်သူကိုငဲ့ညာလို့ဒီလိုပုံစံမျိုးလွတ်ပေးထားရတဲ့အနေအထားရှိတယ်ဗျအဲတော့ကျန်တဲ့နေရာတွေကိုစစ်ကောင်စီကဒါဆိုးမနိုင်တဲ့အနေအထားတော့မရှိဘူးလုံးခေးတစ်ခုပဲပေါ့နော်ပြီးတော့ဒီဖားကန့်ရဲ့တရက်ဝင်ွေကတိမ်းပေါင်းထောင်နဲ့ချီတယ်အဲ့လိုမျိုးတိမ်းပေါင်းထောင်ချီရနေတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အခွန်ငွေအားဖြင့်ပေါ့အဲ့တော့ ဒီຢာတွေကိုရနေတဲ့တော်လိုင်းတက်ဖွဲ့တွေကပေါ့နော်ဒီကရတဲ့ငွေကြေးနဲ့သူတို့ကိုပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်ဖို့လုံမှာမျိုးတွေသူတို့မလိုလားဘူးအဲဒါကြောင့်မလို့ဒီနေရာတွေမှာဒါအခုလိုမျိုးရောင်းဝယ်ဖောက်ခွာမှုတွေမရှိဘူးဆိုတဲ့ခါကျရင်ဒီငွေတွေလည်းတော်လိုင်းတက်ဖွဲ့တွေကရမှာမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီလိုလုတ်လုတ်တယ်လို့ယူဆရတယ်ပေါ့နော်အဓိကတော့ဒီငွေကြေးတွေကိုတော်လိုင်းတက်ဖွဲ့တွေမရောက်အောင်အဲပြီးရင်အပြည်သူတွေကြောက်တရားဝင်သွားအောင်ပေါ့နော်အဒီလိုဒီလိုလှုပ်လိုက်မယ်ဆိုပြီးတော့လှုပ်တာပေါ့နော်အစစ်တပ်ဆိုရင်ကြောက်နေအောင်ပေါ့နော် ငါတို့ကပူကြောက်စရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပြတာလေဒါယူဆလို့ရတယ်ပြီးတော့စစ်ရေးကိုအဓိကထားပြီးလုပ်တာပေါ့နော်သူတို့ကဆိုင်းတောင်ကိုလည်းပြန်လိုချင်နေတာဖြစ်တယ်အဲ့နေရာရဖို့ကိုလည်းအသေးအတန်သူတို့စူးစမ်းနေတာဖြစ်တယ်ဒါမှမဟုတ်လေတော်လိုင်းတက်ဖွဲ့တွေဘက်ကပြန်ပြီးတော့ကောင်းကောင်းတုံ့ပြန်နိုင်တာဖြစ်တဲ့အတွက်ဒီကောင်နေရှေ့ဆက်တိုးလို့မရတဲ့အနေထားအဲ့တော့ဒါပြည်သူတွေအေးအေးဆေးဆေးနေရအောင်သူတို့ကိုကြောက်အောင်ပြီးရင်တော်လိုင်းတက်ဖွဲ့တွေပေါ့နော်အခွန်ငွေမရရှိအောင်အခုလိုမျိုးဒါတစ်ချက်ခုတ်၃လေးချက်လောက်ပြက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့လုပ်တာလို့ယူဆရတယ်အဲ့တော့စစ်ရေးအရအသာစီးရောက်အောင်လည်းသူတို့ကလုပ်မှာပဲ အဲ့ဘာဖြစ်လို့လဲဆိုတော့ဒီခုနဖြစ်စဉ်ပေါ့ဒီကားနဲ့ပတ်ပြီးတော့ဒီကြောက်ဝိုင်းမှာတန်းတန်းနဲ့ပြစ်နေတဲ့ဖြစ်စဉ်လုံနေရင်းမှာကိုပဲဒီ KIA ဘက်ကတရင်6ပေါ့နော်တရင်6နေမြေတဲကိုဝိုင်းတွဲနဲ့ဘုံအလုံးကြီး30ကျော်လောက်လာပြီးတော့ကျဲချသွားတာတပြိုင်တည်းထက်လောက်တာပေါ့နော်အဲခုန ဒီဘာကန်ဒါမော်စီစာကြောက်အလုံးခင်းအဲ့နေရာမျိုးတွေကိုပတ်ပြီးတော့ဒါလူစုခွဲတဲ့ပုံစံမျိုးချိတ်ချောက်တဲ့ပြစ်ခတ်တဲ့ပုံစံမျိုးတွေလုပ်နေတဲ့ချိန်မှာပဲတဖက်မှာဘုံကျဲနေတာဗောနော်အဲ့တော့အဲ့လိုမျိုးဘုံလုံးကြီး30နဲ့ကျဲသွားတာအဲ့နေ့တရက်သေးတယ်မဟုတ်ဘူးမနေ့ညတရက်သေးတယ်မဟုတ်ဘူးဗောနော်သူကရှေ့မှာအော်တိုဘာ21ရက်နေ့မှာလဲဝိုင်းတွဲနေပဲဘုံလုံးကြီး30ကျော်ဒါကျဲချသွားသေးတယ်ဗောနော်အဲ့တော့ဒီလိုမျိုးတွေကျဲချနေတယ်ဆိုတာကလည်း သိတဲ့အတိုင်းပဲဒီဒီကောင်းလေးထိုးစစ်ဆင်မဲ့နေရာမျိုးတွေဆိုရင်ဒီလိုမျိုးလေရင်နဲ့ကြိုပြီးတော့ဒါဘုံကျဲတာမျိုးတွေလုတ်တယ်ရှင်းလင်းတာမျိုးတွေလုတ်တယ်ပေါ့နော်နောက်တစ်ခုကဒါ KN ရဲ့တင်တဲ့နေရာတွေတင်တဲ့ဖွင့်တဲ့နေရာတွေလို့ဒါယူဆပြီးတော့ကျဲတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်အုပ်ချုပ်မှုနေရာတွေကိုကဲမှုနေရာတွေအဲအရေးကြီးနေရာတွေကိုတို့ရရှိတဲ့သတင်းအရဒါကျဲတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့သိရတယ်ရှင်းဖြစ်စင်မှာလည်းဒါထိခိုက်သွားတာတွေမရှိဘူးဆိုပြီးကျွန်တော်သိရပါတော့အဲ့တော့အဲ့တော့မနေ့ကမနေ့မှာဒါတမ33တမမူဒီဘာကန်ကိုရောက်လာတယ်ပေါ့နော်အဲအဲ့လိုရောက်လာတယ်ဆိုတာကလည်း ဒီကောက်ကိုဒီဖားကန့်ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက်ကိုအနီးကပ်ကုတ်ခဲဖို့အတွက်သူ့ကိုအမိန်ပေးခံရတယ်လို့ယူဆလို့ရတယ်။ဒါကြောင့်မလို့လဲဒါဘုံကျဲတာမျိုးတွေစပြီးတော့လှုပ်လာပြီးစည်ရေးအရာအတားစီရအောင်နေမီတွေစိုးမိုးနိုင်အောင်သူတေချာဖို့လှုပ်လိုက်မယ်။အခုလောလောဆယ်မှာတော့ဒါပြည်သူတွေလုံမစားရဲအောင်ဒေါ်လိုင်းတက်ဖွဲ့တွေအခွန်ဝင်မရအောင်အခုလောအဖြတ်မောက်တွေလုပ်မယ်ပြီးတာနဲ့နေမီစိုးမိုးရေးအဲလှုပ်ပြီးတော့ဗောနော်စည်ရေးအရာအတားစီရအောင်လုပ်မယ်ပြီးရင်တော့ဒါစီးပွားရေးကိုချုပ်ကင်မယ်။ဆိုလိုချင်တာကတော့ဗျာဒီနေရာမျိုးတွေမှာအခုလောလောဆယ် ြည်သူတွေလည်းလုံမစားရအောင်လုံလိုက်မယ်အကြောက်ကြားတွေဝင်သွားအောင်လုံလိုက်မယ်သူတို့ဆိုရင်ကြောက်နေအောင်သူတို့စကားတွေနားထောင်အောင်လုံလိုက်မယ်ပြီးတော့အဲ့လိုလုံလိုက်တဲ့ခါကျတော့တစ်ဖက်ကဒေါ်လာကြီးတပ်ဖွဲ့တွေအတွက်အခွင့်အရေးမရရှိတော့ဘူးဖျက်တော့ပြီးသားဖြစ်သွားမယ်အဲ့ပြီးရင်ဒါနေပြည်တော်ဆုံးမှုလုံမယ်ပြီးသွားရင်အဲ့နေရာတွေကိုသူတို့ပြန်လုတ်ခိုင်းပါပြန်လုတ်ခိုင်းရင်သူတို့အတွက်ရအောင်သူတို့ပြန်ယူအောင်ပါယူပြီးသွားမှဒါသူကစီဝိုင်းကိုသူကချုပ်ကင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့နေပြည်တော်ဆုံးမှုလည်းရသွားမယ်စီဝိုင်းရလည်းသူတို့အဆင်ပြေသွားမယ်နောက်တစ်ခုဒါကရွေးကောက်ပွဲအတွက်လည်းသူတို့အဆင်ပြေသွားမှာ အဲရွေးကောက်ပွဲလုပ်ဖို့အတွက်ဒီနေရာကိုတို့နောက်ထပ်တနေရာထပ်ထည့်လို့ရသွားမှာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်အခုတော့စပြီးတော့လှုပ်ဆောင်နေပြီတမမှုလို့ကောင်မျိုးကိုအနိကကုတ်ခဲခိုင်းနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုပုံစံမျိုးတွေကဆက်တိုက်လှုပ်လာနိုင်မယ်လို့လည်းဒါယူဆတယ်ဖက်ကန့်ရဲ့ CH ချင်းတွေကပို့ပြီးတင်းမာလာဖို့ရှိတယ်ပေါ့နော်ရှေ့မှာလည်းဒါတည့်ရတိုင်းမှာအာခတ်တက်တော့ AA နဲ့ရင်ဆိုင်နေရတဲ့ဒါဗျူဟာမှုပေါ့နော်တမကုတ်ကိုဗျူဟာမှုဆိုလဲဖုတ်လိုက်ဖုတ်လိုက်ပေါ့နော်အဲ့တော့ KIA နဲ့ရင်ဆိုင်ရမယ့်အခုတမ3တမမှုပါရော ဘယ်လိုမျိုးမျက်ဖြူဆိုင်အောင်လဲဆိုတာကိုဒါကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်နောက်တစ်ခုကတော့ဒါရခိုင်ပြည်နယ်ပေါ့နော်အဲရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကတိုက်ပွဲတွေတော်တော်လေးပြင်းထန်လာနေတာရှိတယ်အဲ့တိုက်ပွဲတွေမှာဒါအာရခတက်တော် A နဲ့ဒါအာဆာအဖွဲ့ပေါ့နော်အချမ်းဖတ်အဖွဲ့နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်သွားတယ်20နှစ်ညတညလုံးအာရခတက်တော် A နဲ့အာဆာနဲ့ဖြစ်တာပေါ့နော်ဖြစ်တော့အဲအဲ့နေရာကဒါမောင်တော်မြောက်ပိုင်းပေါ့နော်မောင်တော်မြောက်ပိုင်းမှာအခုလိုမျိုးဒါတညလုံးတိုက်ပွဲဖြစ်ည7နာရီကနေစပြီးတော့တိုက်ပွဲဖြစ်လိုက်တာဖြစ်ပြီးတဲ့အချိန်မှာ အာဒီကစင်ကလျားနယ်ပေါ့နော်ဒါအာစာဖွဲ့တွေကဘင်္ဂလားဘက်ကိုထွက်ပြေးတယ်နေဆက်တလျှောက်ကိုအာခတ်တော်အေကလိုက်လံရှင်းလင်းနေရတယ်ဆိုပြီးတော့သိရတယ်အဲ့တော့တိုက်ပွဲရလက်တိုက်ပွဲရအပြောချင်းဆုံးပဲအတိုက်ပွဲရလက်ကတော့အာစာအကြမ်းဖက်23ဦးသေးဒါမှမဟုတ်8ဦးဒဏ်ရာရတယ်ဒဏ်ရာနဲ့အတူဖမ်းမိတယ်8ဦးဖမ်းမိတယ်အဲ့ဒါတကယ်ကောင်းတဲ့အချက်ပြီးရင်အာခတ်တော်အေဘက်က3ဦးဒဏ်ရာရတာရှိအေးကတကယ်ကြမ်းတာနော်အဲ့လိုမျိုး တကယ်လန်ထွက်နေတာပဲဟိုတချို့ကအဲ့ကြောင့်မလို့လဲဒါစစ်ကောင်စီဘက်ကပြောတယ်မင်းတို့ပါဝါရင်းကြားရည်လားဟုတ်တယ်ပါဝါရင်းကြားရည်ဟုတ်တယ်တရားတော်စစ်ကိုဆင်နွှဲနေတာအဲ့တော့ကြောင့်မလို့အထီးကိုင်းနဲတယ်ကွာအဲ့တော့မင်းတို့ဘာဖြစ်ကျင်တော့ကဲမင်းတို့ဘက်ကကောင်တွေကပြည်သူကိုနှိပ်စက်မယ်ညှိမ့်မယ်တက်ပြက်မယ်ဆိုတဲ့ကောင်မျိုးတွေပြီးတော့မင်းတို့ခိုင်းထားပါတယ်ဆိုတဲ့ကောင်တွေကလည်းအပြတ်အမောက်လုပ်ငန်းတွေကိုပဲလုပ်တဲ့ကောင်မျိုးတွေအခုအကြမ်းဖက်အာစာအဖွဲ့တွေဆိုတဲ့ဟာလည်းမင်းတို့ကောင်တွေရဲ့စနစ်တွေအများကြီးပါ အဲ့တော့အာခတက်တော် A ကိုဒီဘက်ကနေရောမင်းတို့လူတွေတိုက်လို့မနိုင်တဲ့ခါကျတော့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ဒါတစ်ဖက်ကနေပြီးတော့ဒါအကြံဖက်အဖွဲတွေကိုလက်ဘာစီတွေမွေးပြီးတော့မင်းတို့ပြန်တိုက်ခိုင်းတယ်ပေါ့နော်အဲ့တော့မင်းတို့ဘက်ကကောင်တွေကြီးပဲတောက်တော့လဲတည်နေတာအဲ့တော့မင်းတို့ဘက်ကကောင်တွေကဒါလူယုံမာတွေမဟုတ်လို့အဲ့လိုမျိုးကြုံရတာပေါ့နော်ဒီဘက်ကဒါတရားသောဆက်ဆင်နွှဲနေတာဖြစ်တဲ့အတွက်ထိခိုက်ဒဏ်ရာရတယ်ကွာနဲတယ်ကွာမင်းတို့ထက်နဲတယ်ကွာအဲ့တော့ဒါအကြံဖက် အာစာပေါ့နော်ဒီအဖွဲတွေရဲ့အန်ရယ်ကပြောရရင်တော့တဖြည်းဖြည်းနဲ့တော့ပူကြီးလာတယ်ဒါ ဒီဒီကောင်းနေပေးတဲ့ဒုက္ခတွေကမနှဲတော့ဘူးပေါ့နော်အဲ့ဘက်ဒေသမှာရှိတဲ့ဒေသခံတွေဆိုရင်အရန်ဒုက္ခရောက်တာ22ရက်နေ့နေ့လယ်2နာရီလောက်မှလည်းဒါဆိုင်ကင်နဲ့အရသား2ဦးကိုတိုက်ခိုက်တယ်ဒါကြောင့်ထူးခြားဖြစ်စဉ်လေးပြောပြမှာပေါ့နော်အဲ့မှာတဦးတေဆုံးပြီးတော့တဦးတန်ရန်ရတယ်တေဆုံးသူကကြီးကန်းပြင်းအနီးအောင်သာယာရွာကပေါ့နော်ဒါဆိုင်ကင်ကေအီတမကိုကျော်စိုးဝင်းဆိုပြီးတော့ဒါသက်25နှစ်အရွယ်ဒါတယောက်တေဆုံးတယ်ဒါမျိုးပုံစံမျိုးတိုက်ခိုက်ခဲ့တာလို့ဒီတစ်ချိန်တည်းမဟုတ်ဘူးရှေ့မှာအချိန်ချင်းလောက်ခဲ့တာအချိန်ချင်းအဲ့လိုမျိုးတိုက်ခိုက်ခံရတာတွေအများကြီးရှိတယ် ဒေသခံပြည်သူတွေကိုကြည့်ပဲရွေးပြီးတော့လမ်းကနေပြီးတော့ချောင်းချောင်းပစ်ခတ်တာမျိုးတွေလုပ်ခဲ့တာပေါ့နော်အဲ့မှာဒီရက်ထဲမှာကိုပဲဒီအာစာအန်ရဲကအရန်ဆိုးလာတဲ့အတွက်ပေါ့နော်ရက်သားတွေမသွားရဲမလာရဲတွေဖြစ်တဲ့ဒီလအတွင်းမှာဒါအာစာချုံကိုတိုက်ခိုက်ခံရလို့အရက်သားတွေမနေဦးထိခိုက်တယ်လက်ရှိအာခတ်တက်တော်အနေနဲ့ပေါ့နော်ဒါစစ်တွေကြောက်ဖြူမှန်းအောင်ဒီ3နေရာရခိုင်တပ်ပြည်နယ်လုံးလွတ်မြောက်ဖို့အတွက်ဒီ3နေရာကိုပါထပ်ပြီးတော့တင်ပိုက်နိုင်ဖို့စူးစမ်းနေရတဲ့အချိန်မှာဒါရခိုင်နဲ့ဘင်္ဂလားနယ်စပ်တစ်လျှောက် ဘင်္ဂလားနယ်စပ်တခြားအပြင်ဘင်္ဂလားဘက်ချမ်းမှာဗောနော်သူကဒီအာဆာအဖွဲ့တွေအချမ်းဘက်အဖွဲ့တွေကယာယီစကန်းနေခိုင်မာစစ်စကန်းနေပုံစံတွေပါဆောက်လုပ်ပြီးတော့ဒီဘက်ထဲကိုဝင်ပြီးတော့အဖြတ်မောက်လုပ်ငန်းတွေလုပ်နေတာကတော်တော်လေးဆိုးရတယ်တော်တော်လေးလည်းအချိန်ကြီးဆိုးလာတယ်ဗောနော်ပြီးရင်ဒီအာဆာအဖွဲ့တွေကဗောနော်ဒီချမ်းဘက်အဖွဲ့တွေကပြည်သူတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေချောင်းမြောင်းတိုက်ခိုက်တာတွေမကတော့ဘူးမိုင်းဆွဲတဲ့လုပ်ရက်တွေပါလုပ်လာတာအခုတကယ်အခုဆိုရင်ဒါ9ရက်နေ့မှာရွာသား3ဦးကိုဒါလက်ရခွဆုံပေါ့နော်အဲတာယာကုန်းနဲ့လက်ရခွဆုံကြားထဲမှာပေါ့နော်မိုင်းဆွဲတိုက်ခိုက်တာလုပ်ခဲ့ မိုင်းနေပါဆွဲလာပြီပေါ့နော်အရင်လိုမျိုးချောင်းချောင်းပြစ်ခတ်တာနဲ့တင်မဟုတ်တော့ဘူးဒီကောင်လေးပို့ပို့ပို့ပြီးတော့ဆိုးလာတာပေါ့ဗျာအဲ့တော့ဒီအကြမ်းဖက်အဖွဲ့တွေကိုဒါစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တက် BGB ကအရာရှိအချို့ကလက်နက်ခဲယမ်းနဲ့စစ်အုံဆောင်ပစ္စည်းတွေထောက်ပံ့ပေးနေတာပါဆိုပြီးတော့အာခတ်တက်တော်အေကလည်းထုတ်ပြန်လာတာရှိတယ် ဒါကြောင့်မလို့လဲဒီဖြစ်စဉ်တွေမဖြစ်အောင်ဒီကောင်းတွေကိုအချိန်မီထိမ့်သိမ်းပေးပါဆိုပြီးတော့လဲဒါဘင်္ဂလားဒေ့ရှ်အစိုးရကိုအခက်တက်တော် A ကတောင်းဆိုထားတာရှိတယ်ပေါ့နော်။ဘာမှအကြောင်းပြန်ခြင်းမရှိဘဲနဲ့အခုလိုပုံစံတွေကပို့ပို့ပြီးတော့များလာတာပေါ့ဗျာ။အဲ့တော့အခက်တက်တော် A ဆိုတဲ့အတန်ကြားတာနဲ့ရင်မဆိုင်ရဲပဲနဲ့ထွက်ပြေးနေတဲ့အာဇာအဖွဲ့တွေကအခုနောက်ပိုင်းမှာ တိုက်ပွဲဟိုတော့မှတညာလုံးပုံစံမျိုးဒါပြင်းပြင်းထန်ထန်ပြန်ပြီးတော့တိုက်ခိုက်တဲ့အဆင့်တွေထိရောက်လာပြီးတညာလုံးဖြစ်တဲ့အဆင့်တွေရောက်လာပြီးပေါ့နော်အရင်ကဒါလက်နက်မဲ့ပြည်သူကိုချောင်းမြောင်းပြီးတော့ပြစ်ခတ်တဲ့အဆင့်ကနေပြီးတော့အခုဆိုရင်စောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်တဲ့အဆင့်မျိုးတွေထိထပ်တက်လာပြီးပြီးတော့အရင်ကပုံရှုပ်ွယ်ရှုပ်ကောင်တွေကအခုဆိုရင်မင်္ဂလာဘက်ချမ်းမှာယာယီစခန်းနေခိုင်မာစခန်းနေပါစောက်လုပ်ပြီးတော့အဖြတ်မောက်လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်နေပြီးဆိုတဲ့ဟာတွေကဒါကထူးခြားတဲ့ပြောင်းလဲမှုတွေဒီကောင်တွေပို့ပို့ပြီးတော့အဖြတ်မောက်လုပ်ငန်းတွေလှုပ်လာတော့မယ် ပို့ပို့ပြီးတော့လည်းဒီအထောက်ပံ့တွေကပိုကောင်းလာတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်။ဒါကအရခတ်တက်တော် AA အနေနဲ့ပေါ့နော်အရေးတကြီးဖြစ်ရှင်းရမယ်တကယ်ဒါပြဿနာကြီးတစ်ခုလည်းဖြစ်လာပြီပေါ့နော်။အဲ့တော့ဒီဥစ္စာတွေဘယ်အချိန်ဒီမှာစဖြစ်လာတယ်လဲဆိုတော့စစ်ကောင်စီကသူ့ရဲ့ဒီစကမ်းနေပေးရတာရှိတယ်ပြီးရင်သူ့ရဲ့ထိုးစစ်တွေရက်တန့်အောင်လောက်ခံနေရတာရှိတယ်ဒီလိုမျိုးလောက်ခံနေရတဲ့အချိန်မှာအခုလိုမျိုးအာဆာရဲ့လောက်ရက်တွေကပူပူပြီးဆိုးလာတာဖြစ်တယ်ဗောနော်ဒါကြောင့်လည်းဒါအာခတ်တက်တော် AA ကစစ်စင်ရက်တက်ရက်တဖွဲအခုလိုမျိုး မောင်နှုတ်ဘက်ချမ်းပါပေါ့နော်အာဒီအချမ်းဘက်အာစာအဖွဲ့ရင်းနဲ့ဆင်နွှဲနေရတာဖြစ်တယ်အဲ့တော့အခုလိုချိန်ဒီမှာဒံရန်ရအာစာ၈ရောက်ဖမ်းမိတယ်ဆိုတဲ့ဟာကောင်းတယ်ကောင်းတယ်ဒါမိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအာခတ်တော် A ကသတင်းထုတ်ပြန်တဲ့အပိုင်းဒီမှာအယန်းကိုပါနှက်တယ်အပြင်အယန်းကိုထိထိမိမိဖြစ်တယ်ပေါ့နော်စက်ကောင်စီဘက်ကသူ့ကိုဒါနိုင်ငံရေးဆွဆွဲတိုက်ခိုက်တာမျိုးတွေဆိုရင်သူဘလို့ဖြစ်ရှင်းတယ်လေမီဒီယာဘိုင်းနဲ့ဘလို့လုပ်တယ်အဲဒါတွေကအရန်ကောင်းမွန်တာဟာဖြစ်တယ်အခုဆိုရင် 23ရောက်သေးတယ်လောင်းနေပြတ်ဆွဲသွားတယ်အဲပြီးရင်အခုလိုမျိုး6ရောက်ဖမ်းမိတယ်အဲအဲဥစားကတကယ်ကိုတက်တည်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယူဆအဲဒီကောင်းနေကိုဘလို့ထုတ်ပြီးတော့ပြလာမလဲချပြလာမလဲဆိုတဲ့ဟာတွေလည်းကျွန်တော်မျှော်မိတယ်အဲလိုမျိုးလှုပ်ပြဖို့လည်းအရေးကြီးတယ်လို့ထင်တယ်ပေါ့နော်အဲအကြောင်းမလို့ဒါအခုလိုမျိုးဒါ6ရောက်ဖမ်းမိတယ်ဆိုတဲ့ဟာကလည်းကောင်းတယ်အခုချိန်ဒီအသက်ရှိပါစေလို့တော့ဒါဆူတောင်းတာပေါ့လေနော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့လုပ်ရည်တွေပေါအောင်လို့ဘယ်ကောင်ကထောက်ပံ့ထားတယ်ဘာတွေခိုင်းထားတယ်ဆိုတဲ့ဟာ ဲ့ဒါကပေါ်စီခြင်းရှေ့မှာလဲစစ်ကောင်စီကအဲ့လိုမျိုးထောက်ပံ့တယ်ယာရုတွေပါပေးပြီးတော့ဗောနော်လက်နက်တွေပါပေးပြီးတော့ဒါစစ်တင်နန်းတွေပေးပြီးတော့ဒါအာခတ်တော်အေကိုတိုက်ခိုင်းတဲ့ဖြစ်စဉ်တွေကရှေ့မှာလဲကျွန်တော်ပြောပြခဲ့ပြီးသားဗောနော်အဲ့တော့ဒီ NL ကိုလဲအေကအရင်အရေးကြီးဖြစ်ရှင်းနေရတဲ့အနေထားဖြစ်နေတာဗောဗျာနောက်တစ်ခုကတော့အာခတ်တော်အေတင်းသားတဲ့ point 63လုံးစကန်းအဲ့စကန်ကုန်းကိုစစ်ကောင်စီကပြန်ယူဖို့လုပ်နေတယ်။လုံးဝပေါ့ဒါသူ့အတွက်အရန်ရေးကြည့်တယ်လေ။ဘာဖြစ်လို့လဲဆိုတော့ဒီကာဖာ16ကတကယ့်ကိုဒါ ဒီချိန်ချောက်ခံရတဲ့အနေထားဖြစ်သွားတာဒီစကန်ကုန်းပေါသွားတာအဲ့တော့ဒီစကန်ကုန်းကိုပြန်ရဖို့အတွက်သူအသေးအံစူးစမ်းတယ်အဲ့လိုစူးစမ်းတော့ရလက်ဘာထွက်လဲရှေ့မတိုးနိုင်ဘူးဗျာရလက်ဘာထွက်လဲဆိုတော့အားကတက်တော့အေးကိုသူတိုက်နေရဖြစ်တဲ့အတွက်ရှေ့မတက်နိုင်တဲ့အနေထားပေါ့နော်အဲ့တော့ အာခတ်တော် A နဲ့ဒါ PDF ပူပေါင်းတပ်ဖွဲ့တွေကဒါအခုနောက်ပိုင်းမှာတကယ်ကိုလက်တွဲညီညီနဲ့တုံ့ပြန်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီကတော်တော်လေးအထိနာနေတဲ့အနေထားသူ့ဘက်ကအလုံးရင်းနဲ့ဒါပြန်ပြီးတော့ထိုးစစ်ဆင်မှုစ조사နေတာအချိန်ချင်းခါခါရှိပြီပေါ့နော်ဒါပေမဲ့ပြန်ပြီးတော့ပါသွားတယ်ဆိုတဲ့တဲ့ရင်အခုဒီနေ့ဒီချိန်ထိမကြားရသေးဘူးရပြီးသားနေရာတွေကိုပြန်မပေးရဖို့တေချာလှုပ်ဆောင်နေတဲ့အာခတ်တော် A ရဲ့ဒီလန်းတွေကိုလည်းခြားတပ်ဖွဲ့တွေကအတူယူတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ကာပါစာ16ကလည်းစိုးရိမ်စရာဖြစ်လာတဲ့အဲ့တော့ဒီစကန်ကိုအာခတ်တက်တော် A ကအော်တိုဘာ14မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။အဲ20ရက်နေ့ကနေစပြီးတော့စစ်ကောင်စီကထိုးစစ်ပြန်ဆင်တာအဲ့တော့ကျတော့သူတို့တွေဒါအထိကိုက်တွေများတယ်။အဲ့အထိကိုက်များတဲ့ထဲမှာပါစတွေတော်တော်များပါတယ်ဆိုပြီးတော့သိရတယ်။အဲ့တော့တော်ပြီပါစအကြောင်းကတော့မပြောတော့ဘူး။ဘာဖြစ်လို့လဲဆိုရှေ့မှာအာရီပေါက်နေပြောခဲ့တာအမြုပ်တွေထွက်နေပြီပေါ့နော်။အဲ့တော့ပါစတွေဒီလိုပုံစံမျိုးနဲ့အတုံးချခံနေရတယ်ဆိုတဲ့ဟာတွေကဒီဖြစ်စဉ်တွေကိုကြည့်ရင်သိသာစေတယ်။တည်လိုက်ရင်ပါစတွေကြီးပဲပေါ့နော်။အဲ့တော့ပါစမဖြစ်ဖို့အတွက်ပဲဒါပြောချင်တာပါ။စစ်ကောင်စီဘက်ကဒီလိုမျိုးရဖို့အတွက်ကိုပြစ်ခုပြအကုန်သုံးတာ။ဝိုင်းတွဲဖိုက်တာ drone အကုန်သုံးတာပေါ့နော်အကုန်သုံးပြီးတော့သူတို့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတယ်ဆိုပေမဲ့လည်းအခုချိန်ထိတော့ဂုံးပေါ်ကိုပြန်ပြီးတော့တက်လို့မရသေးဘူးဆိုပြီးတော့သိရတယ်ပြီးရင်စစ်ကောင်စီကဒီကာလတည်းမှာပြောတာရှိတယ်အဲ့ဒါဘာလဲဆိုတော့တောင်ကုတ်တန်တွဲအန်ခွအဲအဲ့ဒီနေရာတွေကိုအာရခတ်တက်တော် A လက်ထဲကနေပြန်ယူပေးမယ်လို့ပြောတာမင်း तू ကဘယ်သူတွေပြန်ယူပေးမှာပြန်ယူပေးမယ်ငါတော့ငါပြန်ယူပေးမယ်လို့မရောက်နိုင်ဘူးအဲ့လိုပုံစံမျိုးအဲ तू ကအဲ့လိုကြွေးကြော်နေတာဘုံးမတွေကိုပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တာဟုတ်လေနော် ဘုံမတွေကလည်းတရုတ်စာတွေကိုအဟုတ်ကြီးမှတ်ရင်လည်းမှတ်မှာပေါ့ဒါပေမဲ့မဟုတ်ဘူးစစ်ကောင်စစ်ဘက်ကတကယ်ပြန်ယူဖို့ကြိုးစားနေတာတကယ်ရောက်အောင်လည်းသူတို့စ조사နေတာရှေ့မတက်နိုင်တာတော့စိတ်မကောင်းစရာပေါ့နော်အဲ့တော့ဒါကြည့်မယ်အန်းဆိုရင်လည်းသူတို့မကတ်နိုင်ဘူးနေရီကံမကြော်နိုင်ဘူးတောင်ကုန်းဆိုရင်လည်းညောင်ကျိုးမကြော်နိုင်ဘူးမကတ်နိုင်ဘူးဒါပြင်ဒီ ကပ္ပစတွေပါထပ်ပြီးတော့ချင်းချောက်ခံနေရတယ်။ဂွားတို့တန်တွဲတို့ပေါ့နော်။အဲဥစ္စာတွေဆိုလည်းသူကပ်ဖို့အတွက်စူးစမ်းနေတာပဲ။ဒါပေမဲ့ဒီနေ့ဒီချိန်ထိတော့ဖြစ်မလာသေးဘူး။ဒါပေမဲ့လည်းစစ်ကောင်စီကအာခတ်တတော် AA ကိုတော်တော်လေးအာယုံဆိုင်လာနေတဲ့အနေအထားတွေတော့မြင်တွေ့နေရပြီပေါ့နော်။အခုလက်တလုံးမှာသူအာယုံဆိုင်ရမယ့်အဖွဲတွေကလည်းအများကြီးမရှိနေတဲ့အနေအထားပေါ့ဗျာ။အဲဒါကြောင့်မလို့ဒါစစ်ကောင်စီဘက်ကအာခတ်တတော် AAC ကနေပြီးတော့သူဆုံးရှုံးထားတဲ့နေမြေတွေပြန်ရယူဖို့အတွက်ကတော့သူနီလန်ပေါင်းစုံနဲ့စူးစမ်းမှဖြစ်တဲ့အတွက် ဒီနေရာတွေမှာတိုက်ပွဲတွေပိုပြီးတော့ပြင်းထန်လာလိမ့်မယ်လို့လည်းဒါယူဆမိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဖော်တော်လန်းစုံတည်တဲ့အတိုင်းပဲအဲဖော်တော်လန်းစုံကိုစစ်ကောင်စီဘက်ကထိန်းချုပ်ပြီးတဲ့အချိန်မှာဇေယျကွင်းဘက်ကိုဆင့်များဦးလှည့်လာနေတယ်ဆိုတာလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဖော်တော်လန်းဆောင်ကဒါအကျိတ်နဲ့အပြန်လန်တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာအဲ့ဒီနေရာကတကယ်လန်းဆောင်လန်းခွာကြီးဖြစ်တဲ့အဓိကနေရာကြီးဖြစ်တဲ့ ဒါဒီနေရာကိုရဖို့အတွက်ဒါစစ်ကောင်စီဘက်ကရောဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကရောအပြင်းထန်နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်။အဲ့တော့ဒီလမ်းဆောင်ကနေပြီးတော့ဆက်ထွက်မယ်ဆိုရင်ဇေယျကွင်းဘက်သွားလို့ရမယ်။ပြီးရင်တကောင်းထီးချိုင်းဘက်သွားလို့ရမယ်။ပြီးရင်ရွှေညောင်မင်းမိုးကုတ်ဘက်ကိုသူတို့ထွက်လို့ရမယ်။မိုးကုတ်ကိုလည်းဖော်တော်လမ်းဆောင်ကနေဥတီလို့ရတယ်။ပြီးရင်ကြောင်မဲမိုင်းလုံဘက်ကနေပြီးတော့လည်းလာလို့ရတယ်ဗျ။အဲ့တော့မိုးကုတ်ကိုလည်းအဓိကသူတို့ဒါထိုးစစ်ဆင်ဖို့အတွက်စစ်များဦးလှည့်ကြရရှိသလိုပေါ့နော်။အခုဆိုရင်သူက ဒီဇီယကွင်းဘက်ကိုဒါဘုံကျဲတာမျိုးတွေကဆလောက်လာနေပြီပေါ့ဗျာအဲ့21ရက်နေ့မှာဒါဇီယကွင်းရွာလေတံတားကိုဘုံကျဲတယ်လူနေထူထပ်တဲ့နေရာဆိုပြီးတော့သိရအဲ့ဒီနေရာမှာတနစ်သားအွယ်ကလေးလေးအပါဝင်ဒါလူ9ယောက်ထိဆုံးခဲ့တယ်ပေါ့နော်ထိဆုံးခဲ့တယ်ပြီးတော့မိုးကုတ်ကိုလည်းကျဲတယ်ဖျားငါးစုနဲ့ဒါဖူစဲဘလုံးကွင်းအဲ့ဒါကတော့တည်ပြီးသားဖြစ်မှာပေါ့နော်အဲ့မှာအသက်16ဆက်ကွန်အွယ်လူငယ်တွေထိဆုံးတယ်ပေါ့နော်ဒါ3ယောက်တည်တယ်4ယောက်တန်ရာရတယ်ပေါ့ဗျာအပြည့်သူတွေဟာဒီနေ့ဒီချိန်မှာစစ်ကောင်စီရဲ့လေကြောင်းတံကိုအလူလဲခံနေရတယ် အရက်တိုင်းပြည်သူတွေကိုကြည့်ပဲဒါပြင်မှတ်ထားပြီးတော့ပြစ်ခတ်နေတာနော်ဖူးစဲဘောလုံးကွင်းဘာမှကိုမဆိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေတောင်မှစစ်ကောင်စီကမရှောင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်အဲတော်တော်လေးကိုတောက်ကတွေရောက်ကြတယ်ဒီလင်းစံကြားရင်းကိုကြောက်လန့်တဲ့ကြားတွေဖြစ်နေကြတယ်ဒီရက်ထက်မှကိုပဲဗီဒီယိုလေးတစ်ခုပြန့်နေလာတာတွေ့ရလိမ့်မယ်ဒါကအညာဒေတာနေရာတစ်ခုကပေါ့နော်အလူဒါဒါအလူလောက်တဲ့နေရာလေးပေါ့ဗျအဲ့အလူလောက်တဲ့နေရာမှာထမင်းကျွေးနေတယ်ထမင်းကျွေးတဲ့အချိန်မှာလင်းစံကြားလို့ဆိုပြီးတော့ထမင်းစားနေတဲ့ဒေတာကံပြည်သူတွေက အာပြေးမပြေးရတယ်အကုန်ထွက်ပြေးကြရတယ်ပြီးရင်လွတ်လွတ်တဲ့နေရာလေးပေါ့နော်အဲလုံကြုံတဲ့အဆောက်အဦတွေမှာဝင်ပြီးတော့ပုံရအလှ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 ဆိုတာကျွန်တော်တို့ဒီမြန်မာလူမျိုးတွေအတွက်ကတကယ်ပြောရရင်ဒါအလှတန်းအရန်လောက်ကြတဲ့သူမျိုးတွေပေါ့နော်အဲကြအဲ့လိုမျိုးလုတ်တယ်ဆိုတာကောင်းတဲ့အလုတ်ကောင်းတဲ့အပြုတ်မှုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလုတ်တဲ့အချိန်မျိုးတွေဆိုရင်အခြားဒါမလုံနိုင်တဲ့သူတွေကလည်းပျော်ကြပီတိဖြစ်ကြအဲပြီးတော့ကျတော့ဒါမူရီလာပွားကြပြီးအဲ့လိုနေမျိုးဆိုရင်အဲချို့ကျေးရွာတွေဘာမှဆိုမီကိုတိတ်ကျွေးတာ တည့်ရတိုင်းပဲမိခိုးဒိတ်ကျွေးတာမိခိုးဒိတ်ကျွေးရဆိုရင်ကိုယ့်အိမ်မှာထမင်းမချက်ဘူးဟာငါတို့အလှပွဲသွားစားမယ်မိခိုးဒိတ်စားမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးထမင်းလေးစားနေတဲ့အချိန်မှာတော့မှပဲစစ်ကောင်စီကဒီလိုဒုက္ခပေးတာတွေကိုကြောက်လန့်တကြားနဲ့ထွက်ပြေးနေရဆိုတော့ကျွန်တော်ပြည်သူတွေအယံတနာစရာကောင်းတကယ်ကိုဒါစစ်ကောင်စီရဲ့ရုံမှာမယိုင်းမှုတွေကယွန်စရာကောင်းလုံးလို့ပေါ့နော်အဲ့တော့အခုဆိုဒါတည်ဝရတဲ့ထင်မှာဒါဇေယျဝင်းဘက်မှာဆိုရင်တနစ်ရွယ်ကလေးလေးဗျာဘာတိမှလဲဗျာနောက်တစ်ခုဒါအခုမင်းလက်ပံဘက်ကိုကျဲတယ်ပေါ့နော် ဒါအမိနှစ်ယောက်တည်သွားတယ်ယောက်ျားဖြစ်သူကသူ့သားအလောင်းဖတ်ပြီးအော်ရေးကျယ်ငူနေရဒါတွေကစစ်ကောင်စီရှိလာပါပြီဆိုတဲ့နေရာတိုင်းမှာဖြစ်လာမယ့်အရာတွေဖြစ်တယ်စစ်ကောင်စီရှိနေသေးသေးလည်းဒီလိုမျိုးစစ်ရာဇွေးမှုတွေကဆက်ပြီးတော့ဇက်တိုက်ဒီကောင်တွေကကျူးလွန်နေဦးမှာဖြစ်တယ်အဲဒီကောင်နေမရှိဖို့အရန်ရေးကြည့်တယ်ဗောနော်အခုဒါကလေးငယ်တွေပဲကြည်ကြည့်ဗောနော်ပြည်သူတွေပဲကြည်ကြည့်လေးအင်းတန်းကြားတာ ਨੇ ကျွန်တော်ဘုံကိုချင်းတွေလှုပ်ထားတယ်ဒါဆက်သွေးမြောင်းတွေတဲ့ပြေးပြီးတော့ပုံရတယ်ဗောနော်ဘုံကိုချင်းတွေလှုပ်ရတယ်ကလေးတွေဆိုရင်လေးအင်းတန်းကြားတာ ਨੇ ကြောက်လန့်ကြားနေဗောနော်အာလေးအင်းတန်းကြားရင်မလုပ်ရမလဲ တင်ထားတယ်မိပါတွေကလေးတန်ကြားရင်ဘုန်းဟုတ်ခြင်းနဲ့ပြေးရမယ်ဆိုရယ်ပုံစံမျိုးတွေတောင်ဖြစ်နေလေးတန်ကြားရင်တတပြရမယ်ဆိုရယ်ခစ်မဟုတ်တော့ဘူးဗောနော်အဓိကတော့ရုပ်မှာပတ်ဆက်တဲ့ဒါမင်းအောင်လိုင်းဥဆောင်နဲ့ဒါဆင့်အနာရှင်စနစ်ကဒီနိုင်ငံမှာအမြင့်ပြတ်ဖို့အရန်ရှိကြည့်ပါလေအဲ့တော့ရုပ်မှာရက်ဆက်တဲ့မင်းအောင်လိုင်းရဲ့ဆင့်အနာရှင်စနစ်ကဒီနိုင်ငံမှာအမြင့်ပြတ်သွားဖို့အရေးကြီးဒီကောင်နေမရှိဖို့အရေးကြီးတယ်ဒီကောင်နေမရှိဖို့အတွက်ကိုတော်လိုင်းတက်ဖွဲ့တွေစူးစမ်းနေကြတယ် ဲ့လိုမျိုးစူးစမ်းနေကြတဲ့တပ်ဖွဲ့တွေအောင်မြင်ဖို့အတွက်ကိုကျွန်တော်တို့နောက်မှာကျွန်တော်တို့တော်လန်ပြည်သူတွေအမြင်ရှိနေပေးဖို့လိုအပ်တယ်ပေါ့နော်အဲဒါကြောင့်မလို့တက်နိုင်တဲ့အပိုင်းတွေကိုဝိုင်းလုပ်ပြီးတော့ဒီတော်လန်ရဲ့အောင်မြင်သည့်အထိသွားကြပါစို့လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်